တတိတကိုစုဆောင်းရမယ့်အစားဟုတ်တယ်တတိရှိနိုင်တဲ့အဆောင်တကူလုံးကိုမိုင်းနဲ့ခွဲပြီးပြပုံဖြစ်အောင်လုပ်ပေးနေတာတိကျပါတယ်ဒါကြောင့်မဲဒီလိုရက်ကိုတတိဖြောက်ချင်းလို့ပြပြသားသားကောက်ချက်ဆွေးနိုင်တာပါရှင်အစားအောင်တွေကိုမိုင်းခွဲလိုက်တာဟာအထက်မှာရှိနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာတတိအလုံးကိုဖျက်ဆီးပစ်လိုက်တာပဲဒါဟာမှုခင်းတကူကိုနိုင်နေတာမဟုတ်ဘူးမှုခင်းရဲ့မှတ်တမ်းကို မြေပုံပေါ်ကနေဖြောက်ပစ်လျော်နေကြိုးပမ်းမှုလို့ပဲဆိုရမှာမို့ မင်္ဂလာပါခင်ဗျဒီတစ်ပတ်မှာတော့ကျွန်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့နည်းနည်းလေးရှုပ်ထွေးနက်နက်တဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ချင်ပါတယ်။ Okay ရှင်ကျွန်တော်တို့အဓိကမိငန်းဒီလေလာတုံးတက်ပေါ်မှာကတော့ The Union Digest ကတင်ဆက်ထားတဲ့သတင်းတုံးတက်ချက်တစ်ခုဖြစ်ပါတယ်။အင်းအဓိကအကြောင်းကတော့မြန်မာနိုင်ငံကနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ KK Park ကိုပေါ့နော်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကိုတိုင်အမိန်ဖေးပြီးမိုင်းခွဲဖြစ်စီနေတယ်ဆိုတဲ့အကြောင်းပါပဲ။ဟုတ်ပါတယ်ဒီလောက်ရက်ကိုအာနာပိုင်ဒီဘက်ကတော့ အမျိုးသားရေးတာဝန်အရာရာဇဝတ်မှုတွေကိုရှင်းလင်းတာပါလို့တရားဝင်ကြေညာထားတာလို့ရှိရဲ့ရှင်။ဟုတ်ကဲ့။ဒါပေမဲ့အခုကျွန်တော်လေးလာမယ့်သုံးသက်ချက်ကကြတော့အဲ့ဒီနောက်ွယ်ကအကြောင်းရင်းကလုံးဝကို꽌ဖြားချနာနေတယ်လို့ဆိုထားပါဗျ။ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာကဒီလောက်ရထားတကယ်ပဲရာဇဝတ်မှုနိုင်နေရေးလားဒါမှမဟုတ်အလုံးကြီးမားတဲ့တသက်ဖြောင်းဖြစ်မှုဤတစ်ခုလားဆိုတာကိုအဲ့ဒီသုံးသက်ချက်တိုင်းပဲနက်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 လေ့လာကြည့်ကြပါပါရှင် ကဲဒီချက်ကိုတစ်ခုချင်းစီဆွဲထုတ်ကြည့်ကြအောင်ခင်ဗျာကျွန်တော်ပထမဆုံးစိတ်ဝင်စားမိတာကဖြက်စီးရဲ့ပုံစံပဲဟုတ်ရာဇဝဲခွင်းကြီးရဲ့နေရာတစ်ခုကိုရှင်းလင်းနေဆိုရင်အင်းအဆောက်အုံတွေကိုဘူဒိုဇာနဲ့ထိုးတာမျိုးတာမမို့ချိတ်ပိတ်တာမျိုးလုပ်လို့ရတာပဲလीဘာဖြစ်လို့စစ်တပ်နဲ့ BGF တို့ပူးပေါင်းပြီးတာမှစနစ်တကျမိုင်းခွဲဖြက်စီးရဲ့ဒီလုပ်ရတာလဲအဲ့ဒီလုပ်ရရဲ့ထူးခြားမှုကဘာကိုပြနေတာလဲအဲ့ဒါအင်မတန်ကောင်းတဲ့မိခုမှရှင် ဒီနေရာမှာပဲဒီကိစ္စရဲ့အဓိကတောက်ချက်ကိုတွေ့နိုင်မှာရဲ့ဟုတ်ကဲ့တုံးသက်ချက်မှာဖော်ပြထားတာက KK Park ဆိုတာတာမန်တရားမဟုတ်ဝင်အဆောက်အုံတွေစုနေတဲ့နေရာတစ်ခုမဟုတ်ဘူးဆိုတဲ့အချက်ပါ။ဩနိုင်ငံတကာရာဇဝမှုမှုကြွန့်ကြွန့်တူတွေရဲ့အမြင်မှာလည်းဒါဟာလူကုန်ကူးမှုအွန်လိုင်းဝယ်လင်လယ်မှုညင်ပန်းနှိပ်စက်မှုတွေကြွန့်ဖြူခိုင်းစေမှုတွေနောက်ဆုံးတပ်ဖြတ်မှုတွေထိနိုင်ငံတကာရာဇဝမှုပေါင်းများစွာဖြစ်ပွားခဲ့တဲ့မှုခင်းဖြစ်ပွားရာနေရာတစ်ခုပါ။ မုခင်ဖြစ်ပေါ်ရနေရ crime scene ဘောနော်အတိအကျပါပဲဟင် crime scene တခုပါဒီအတုံးနှုံးကိုတုံးလိုက်တော့စိတ်ဝင်စားသွားပြီကျွန်တော်တို့ရုပ်ရှင်တွေထဲမှာမြင်ဘူးသလိုမျိုး police line တို့ဘာလို့တားပြီးတော့တပ်တွေလိုက်ရှာတာမျိုးကိုဆိုလိုတာလားဟုတ်ပါတယ်နိုင်ငံတကာမှာဒီလို crime scene တခုကိုဘလို့ကြိုက်တွေရတယ်ဆိုရယ်လှုပ်ထုံလုံးနေတယ်ရှိမှာပေါ့အခုခေခေဖောက်မှာချစ်နေတာကအဲ့ဒီလှုပ်ထုံလုံးနေတယ်ဘလောင်းထီကွာနေလို့လဲခင်ဗျအတိအကျပဲရှင်လုံးဝကိုစန့်ခြင်းမဖြစ်နေရပါပုံမှန်လှုပ်ထုံလုံးနေအားဆိုရင်ဒီလိုနေရာတခုကိုတွေ့တာနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကချက်ချင်းတားမြင့်နှွင့်မြင့်ဖြစ်တတ်မှတ်ရတယ်။ဟွန်းဝင်ထွက်ခွေပိတ်ရမယ်။အရွယ်စတဲ့အထောက်ထားတွေရေးကြည့်ဆုံးကတော့ကွန်ပျူတာဆာဗာတွေထဲက digital challenge တွေ။အော်ငွေလွဲမှတန်းနေ။ဟုတ်တယ်။အားလုံးတိုင်းရှိရမှာပါ။နမဒီရာတို့ဘကွန်လဲကဘသူတွေနဲ့ဆက်ဆက်နေလဲဘသူတွေကနောက်ွယ်ကချိုးကင်နေလဲဆိုတာကိုဖော်ထုတ်နိုင်မှာပေါ့ဒါမဲ့မခုလုံနေတာကအရေးပြောင်းပြန်နော်တက်တဲ့တကူစူဆောင်းရမယ်အစားဟုတ်တယ် တသက်ရှိနိုင်တဲ့အဆောင်တစ်ခုလုံးကိုမိုင်းနဲ့ခွဲပြီးပြပုံဖြစ်အောင်လုပ်ပြနေတာတိကျပါတယ်။ဒါကြောင့်မဲဒီလိုရက်ကိုတသက်ဖြောက်ချင်းလို့ပြပြသားသားကောက်ချက်ဆွေးနိုင်တာပါရှင်။အဆောက်အအုံတွေကိုမိုင်းခွဲလိုက်တာဟာအထက်မှရှိနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာတက်တေအလုံးကိုဖျက်ဆီးပစ်လိုက်တာပဲ။ဒါဟာမုခင်းတကူကိုနိုင်နေတာမဟုတ်ဘူး။မုခင်းရဲ့မှတ်တမ်းကို မြေပုံပေါ်ကနေဖျောက်ပစ်လျော်နဲ့ဂျိုးပန်းမှုလို့ပဲဆိုရမှာမို့။တက်တေဖျောက်တာဆိုတာတော့ရှင်းနေပြီခင်ဗျာ။ ဒါပေမဲ့မင်းဆရာရှိတာကဘာလို့အခုမှလဲ KK Park ဆိုတာဖြစ်နေတာကြာပြီပဲဟုတ်တယ်နော်ဘာကသူတို့ကိုဒီလောက်အချိန်တိုအထွေးမှာအသေးအတန်လှုပ်ရှားသွားစေတာလဲဒီနေရာမှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တခုကိုသုံးသက်ချက်ကပေါ်ထုတ်ထားတယ်အဲ့ဒါကတော့အချိန်ကိုက်ဖြစ်လာတာပါပဲဟုတ်ကဲ့ရှင် ဒီဖြစ်စီမှုကိုဂျပန်တိုက်ဆိုင်မှုတစ်ခုလို့မမြင်ဘဲနဲ့လေအမေရိကန်ပြည်ထောင်စုရဲ့လှုပ်ဆောင်မှုတစ်ခုနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်လို့သုံးသက်ချက်ကဆိုပါလေအမေရိကန်ရဲ့လှုပ်ဆောင်မှုဟုတ်ပါတယ်အမေရိကန်တရားရေးဌာနကအရှိတောင်အားချမှာရှိတဲ့ online ငွေလိမ်ကိုင်းတွေကိုအဓိကထားနှိမ်နှင်းဖို့ scam center strike force ဆိုတဲ့အထူးတပ်ဖွဲ့တစ်ခုဖွဲ့စည်းကြောင်းကြေညာခဲ့တယ်ဟုတ်ကဲ့အောင်အောင်စရာကောင်းတာကအဲ့ဒီကြေညာချက်ထွက်လာတဲ့နေ့မှာပဲစစ်ကောင်စီက ခိခေပံကုဖြစ်စီဖို့အမိန်ပေးစီစဉ်ခဲ့တဲ့ဆိုတဲ့အချက်ပါပဲရှင်။အော်။ကျညာချက်ထွက်တဲ့နေ့မှာပဲဒီအမိန်ထွက်လာတဲ့ဆိုတော့ဒါကတိုက်ဆိုင်မှုလို့ပြောဖို့တော့ခက်ထွက်ပြီပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့တစ်ဖက်ကကြည့်ရင်ဒါဟာရေရဲဖျက်ပေးမှုကြောင့်လောက်ရတယ်ဆိုတဲ့အကြောင်းပြချက်ကလည်းဖြစ်နိုင်ခြင်းရှိမနေဘူးလား။ကြားဖြစ်နေနေဆိုပြီးကိုကမှလုတ်ခဲ့တယ်လို့မျိုးပေါ့။ဘာကြောင့် American ရဲ့ Strike Force ကမှဒီလောက်တောင်ကြောက်ရွံ့တုန်ပြန်ရတာလဲ။ အဲ့ဒီအချက်ကအလွန်အရေးကြီးပါတယ်ရှင်။ကျုံနဲ့ American ရဲ့ဖိအားပေးမှုက ပုံစံမတူပါဘူး။ဘယ်လိုမျိုးကွာခြားရလဲခင်ဗျာ။ကျုံရဲ့အဓိကလိုလားချက်ကသူ့နိုင်ငံသားတွေကိုဖိမှတ်ထားပြီးလိန်နေတဲ့ကြားဖြတ်ကွိုင်းတွေကိုနှိမ့်နှိမ့်ဖို့ပဲ။ပြီးတော့ကျုံရဇာဝတ်ကောင်တွေကိုဖန်ပြီးသူ့နိုင်ငံကိုပြန်လွှဲပေးသူ့အဲ့ဒါကအဓိကပဲ။ဟွန်းဆိုတော့သူတို့ကမြမပြေတို့ရဲ့အချီအများကြီးဝင်မပါချင်ဘူးပေါ့ဟုတ်တယ်အဲ့ဒီလိုပုံစံမျိုးရှိပါတယ် အမေရိကန်ရဲ့ strike force ကကြတော့ရီမန်းချက်ပိုကြီးတယ်။သူတို့ကဒီရာဇဝတ်ကွန်ရက်တစ်ခုလုံးကို ဖြိုခွင်းကျင်တာ။အော် online ငွေလိမ်တာတစ်ခုသည်မဟုတ်ဘူးရှင်။အဲဒီကနေရလာတဲ့ပိုက်ဆံတွေဘယ်ရောက်သွားလဲ။ငွေချေးခွာချမှုတွေလူကုန်ခုမှုကွန်ရက်တွေနောက်ကွယ်ကနေအကကွယ်ပေးနေရဲ့အာဏာပိုင်တွေအထိအကုန်လုံးကိုစုံစမ်းစစ်ဆေးမှာ။သူတို့မှာ FBI လိုဖွဲ့စည်းတဲ့နီးပညာတွေနိုင်ငံတကာဘန်စနစ်တွေကိုခြေထားခံနိုင်တဲ့စွမ်းရည်တွေရှိတာကိုအတိအကျပဲရှင်။ ဆိုလိုတာကဒီ crime scene ကိုသာသူတို့ဝင်ရောက်စစ်ဆေးခွင့်ရခဲ့ရင်ရခဲ့ရင်ဒီကွန်ရက်မှာဘသူတွေပါဝင်ပတ်သက်နေတယ်လဲစစ်တပ်နဲ့ BGF ခေါင်းဆောင်တွေဘလို့အကျိုးအမြတ်ခွဲဝေယူနေတယ်လဲဆိုတဲ့အချက်လက်တီအကုန်လုံးအမေရိကန်လက်ထက်ကိုရောက်သွားနိုင်တယ်ဒါဆိုရင်တော့ချင်းချောက်မှုအစင်ကလုံးဝကိုမတူတော့ဘူးရေရွက်ကလူဆိုးတွေကိုဖမ်းခိုင်းတာအမေရိကန်ကကြတော့အဲ့ဒီလူဆိုးတွေကိုဘသူကအကကွယ်ပေးနေလဲဆိုတဲ့နောက်ကွယ်ကလူတွေအထိပါဖော်ထုတ်ဖို့စူးစမ်းမှာဟုတ်ပါလေလက်ကြောင့် သူတို့ရဲ့ပါဝင်ပတ်သက်မှုအထောက်အထားတွေကိုအမြန်ဆုံးဖျက်ဆီးဖို့ကြွယ်လို့တခြားနီလာမရှိတော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့ပုံပါပဲဟုတ်ပါတယ်ရှင်ဒီလိုရက်ကမားတို့ဒီနေရာကိုရှင်းလင်းလိုက်ပြီးဒီမှာဘာမှမရှိတော့ဘူးဆိုပြီးနိုင်ငံတကာကိုမျက်လဲပြလဲနဲ့ကြိုးပမ်းမှုတစ်ခုလို့ဖြစ်နေတာပေါ့ဒါမဲ့အဲ့ဒီလို့ရဲ့ကိုယ်တိုင်ကဝန်ခံချက်တစ်ခုလို့ဖြစ်မနေဘူးလားအတီကြပဲနိုင်ငံတကာစွန့်စားစစ်ဆေးသူတွေအတွက်တော့ ဒီလိုအလောတိဖြက်စည်းမှုကိုယ်တိုင်ကဒီနေရာမှာငါတို့ဖုံးကွယ်ခြင်းတဲ့အရာတွေအများကြီးရှိတယ်လို့အော်ပြောလိုက်ကြတဲ့အတူတူပါပဲရှင်ဒီတော့အခြေအနေလေးကိုပြန်ဆက်ဆက်ကြည့်လိုက်ရင်ပေါ့နော်ဒီကွန်ရဲ့အဓိက လူတယောက်လို့နိုင်ငံတကာကသတ်မှတ်ထားတဲ့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစိုးချစ်သူအတွက်တော့အခြေအနေကမကောင်းတော့ဘူးလို့ဆိုနိုင်မလားသူ့ရဲ့အနာဂတ်ကဘယ်လိုဖြစ်လာနိုင်မလဲခင်ဗျအခုမေးစရာရှိလာတာကအဲ့ဒါပါပဲ 30ချက်ထင်းမှာသူ့ရဲ့ကံကြမ္မာဟာလောက်ခတ်နေကြီးအင်မတန်မရေရာရောဘူးလို့ဖော်ပြထားတယ်ရှင်။อืมသူ့အတွက်အလွန်ချင်းရွယ်ရဲ့ငိုင်းရှင်တို့ဖူကိုလေ30ချက်ကလောက်ပြထားတယ်။အဲ့ဒါကတော့ရှမ်းမင်းမြောင်ပိုင်းကိုကန့်ဒီတာကဝေဆန်းရဲ့ဖိရက်ပါပဲ။အော်ဝေဆန်းကိုကမတချင်ကဘယင်းတဆူလို့ဩဇာအာဏာရှိခဲ့တယ်သူနော်။ဟုတ်ပါတယ်။ဝေစာဟာလေသူတီတာမှာအကျွေးမဲ့အာနာရပြီးတော့တရုတ်အာနာပိုင်တချို့နဲ့အဆင်ပြေအောင်ပေါင်းပြီးအွန်လိုင်းငွေလင်လုံကန်းတွေလုတ်ခဲ့တာပေါ့ဟုတ်ကဲ့ ။ဒါပေမဲ့တရုတ်ဗဟိုအစိုးရကပြက်ပြက်သားသားနေနှင်းဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့သူ့ကိုအကာအကွယ်ပေးထားတဲ့စစ်ကောင်စီကပဲသူ့ကိုဖမ်းဆီးပြီးတရုတ်လက်ထက်ကိုထိုးအပ်ခဲ့ရတယ်။အခုစောချစ်သူဟာလည်းအလားတူအခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့တုံ့တက်ထားတာပေါ့။ဟုတ်ပါတယ်ရှင်။သူ့အခြေအနေကဝေဆန်းတဲ့တောင်ပိုဆိုးနိုင်တယ်လို့ပြောလို့ရမလား။ဘာလို့ဆိုဝေဆန်းကတရုတ်တနိုင်ငံရဲ့ပြမဖြစ်ခဲ့ပြီးမဲ့ဆိုချစ်သူဟာအခုဆိုရင်တရုတ်ရောအမေရိကန်ရောနှစ်နိုင်ငံလုံးရဲ့ပြမချစ်လာနေတာကိုမှန်ပါတယ်ရှင်။ ပြိုသွေးအဓိကစီးပွားရေးမိဖတ်ချစ်တဲ့အရှိချင်းချင်းရှိချင်းချင်းဆိုတဲ့တရုတ်နိုင်ငံသားဟာထိုင်းမှာဖန်ဆီးခံရပြီးတရုတ်အာဏာပိုင်တွေလက်ထက်ရောက်နေပြီးဆိုတဲ့သတင်းတွေလည်းရှိနေတယ်။အဲ့ဒီအချက်ကအရေးကြီးတယ်နော်။အလွန်အရေးကြီးပါတယ်ရှင်။ရှိချင်းချင်းရဲ့စစ်ကြောမေးမြန်းမှုတွေကနေစောချစ်သူနဲ့စစ်ကောင်စီအရာရှိတွေရဲ့ပါဝင်ပတ်သက်မှုအထောက်အထားတွေငွေကြေးလွှဲပြောင်းမှုမှတ်တမ်းတွေပါတရုတ်လက်ထက်ကိုရောက်သွားနိုင်ခြင်းအလွန်များနေပြီ။ဒီချင်းနေမှာ ကျွန်တော်စဉ်းစားရမှာကမင်းအောင်လိုင်းပဲရွေးချယ်စရာဘာတွေရှိမလဲ။ तू ကသူ့ရဲ့လောက်ခံ BGF ခေါင်းဆောင်ဆော့ချစ်သူကိုအဆုံးဆုံးထိကာကွယ်ပေးမလား။တမမဟုတ်ဝေဆိုင်ကိုတရုတ်လက်ထက်ထိုးအပ်ခဲ့တယ်လို့မျိုးနိုင်ငံကဖီအားတွေရော့ချသွားအောင်ဆော့ချစ်သူကိုပါစတိမ်းမလားဆိုတာပါပဲ။ဒါကတော့နိုင်ငံရဲ့အရာအပေးအယူလုပ်တဲ့တွက်ချင်မှုတစ်ခုပဲပေါ့။ကိုယ့်ရဲ့အထီးခအကျိုးရှိဖို့ကာကွယ်ဖို့တဲ့လောက်ငယ်သားတယောက်ကိုပေးဆက်လိုက်တာမျိုးဟာ ဒီလိုအာနာရှင်စနစ်တွေမှာအမြင့်တွေ့မိနေရတဲ့ဖြစ်ရပဲလေဟုတ်ပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့စိုးရင်ရကောင်းတယ်ပိုပြီးတော့ကြောက်စရာကောင်းတယ်ဖြစ်နိုင်ခြေတစ်ခုကိုလည်းသုံးသက်ချက်ကထောက်ပြထားပါသေးတယ်ရှင်ဘယ်လိုမျိုးလဲခင်ဗျအဲ့ဒါကတော့မြောင်းငိုင်ကိုတိုင်ကဒီရာဇဝိကွန်ရက်ကြီးတစ်ခုလုံးမှာစစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေထိပါဝင်ပတ်သက်နေတဲ့အထောက်အထားတွေကိုအပီးတိုင်ဖုံးကွယ်ဖို့အတွက်ပေါ့စိုးချစ်သူကိုတခြားနိုင်ငံလည်းထေထိုးအပ်တာထက်ပိုဆိုးတဲ့နည်းလမ်းကိုသုံးမလားဆိုတဲ့မိခုံးမှာဆူလိုတာက ူကိုတက်တည်မကြံအောင်အပိဒံရှင်းပစ်လိုက်နိုင်တယ်ဆိုတဲ့သဘောလားအတိကြပါပဲသူကိုအတန်ထိတ်သွားအောင်အဆက်ဖြောက်ပြလိုက်မလားဆိုတဲ့မေးခွန်းပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဆော့ချစ်သူကိုတရုတ်ဒါမှမဟုတ်အမေရိကန်လက်ထဲထိုးရလိုက်ရင်တောင်းသူကစစ်ကြိုးရေးမှာအကုန်ဖွင့်ချလိုက်နိုင်သေးတယ်။ဟွန်းအဲ့ဒီအခါကျရင်စစ်တပ်ထိပ်ပိုင်ရဲ့ပတ်သက်မှုတွေပို့ပြီးပေါ်သွားနိုင်တယ်။ ဟုတ်ပါတယ်ဒီတော့တက်ရှိတက်သေးတယောက်ကိုအပီးတိုင်ရှင်းလင်းလိုက်ချင်းဟာအချက်အလက်တွေပေါက်ကြားနိုင်ခြေကိုအဆုံးသတ်ဆင်းမဲ့အထီးရောက်ဆုံးနီးလန်းလို့ယူဆသွားနိုင်တယ်လေဒါကတော့အဆုံးဆုံးဖြစ်နိုင်ခြေတစ်ခုပါရှင်ဒါကတော့တော်တော်လေးကိုကြောက်စရာကောင်းတဲ့ကောက်ချက်တစ်ခုပါပဲကဲအနည်းချက်အနေနဲ့ပြန်ကြည့်ရရင်ခင်ဗျာဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့ The Union Digest ရဲ့တုံးသက်ချက်တွေရကဲကဲပါကိုမိုင်းခွဲပြစီချင်းဟာ အများပြည်သူကိုပြသနေတဲ့ရာဇမှုမှုညင်နေရေးဆိုတဲ့ခေါင်းစဉ်အောက်ကလောရတခုမဟုတ်ဘူးမဟုတ်ပါဘူးရှင်ဒါဟာနိုင်ငံတကာအထူးသဖြင့်အမေရိကန်ရဲ့တိုက်ရိုက်ဖိအားနေကြောင်းစစ်ကောင်စီကသူတို့ရဲ့ပါဝင်ပတ်သက်မှုတိတ်သေးတွေကိုအတေးအတန်ဖျက်ဆီးပြီးကိုလို့ယုံဖို့စူးစမ်းနေတဲ့ထွက်ပေါက်တခုအဖြစ်ရှုမြင်နိုင်ကြောင်းတွေ့ရှိရပါတယ်ဟုတ်ပါတယ်။နောက်ဆုံးအမြင်နဲ့ဒီတုံတက်ချက်ကိုအခြေခံပြီးဆက်လက်စဉ်းစားစရာအတွေ့အကြုံကိုခြံထားခဲ့ချင်ပါတယ်ရှင့်။ဟုတ်ကဲ့။အဲ့ဒါကတော့ အဆောက်အုံတွေလိုရုပ်ဝတ္ထုအထောက်အထားတွေကို Minecraft ဖစီလို့ရနိုင်တယ်။မြေပြင်ပေါ်မှာဘာမှမချမ်းအောင်ရှင်းလင်းပစ်လို့ရနိုင်တယ်။ဟုတ်တယ်။ဒါပေမဲ့ဒီ Razor မှုကိုညက်ချီးတဲ့မှာနပေါင်းများစွာပါဝင်ပတ်သက်ခဲ့တဲ့လူပုဂ္ဂိုလ်တွေအဲ့ဒီနေရာတွေမှာ John Fay ရောင်းစားခံခဲ့ရပြီးကဲဆယ်ခံခဲ့ရတဲ့ယာနဲ့ချီတဲ့လူတွေရဲ့မှတ်ဉာဏ်တွေသူတို့ရဲ့ထွက်ဆိုချက်တွေကိုပါတယ်ပြီးတော့ကဘာနန်းက server တွေထဲမှာကြမ်းရှိနေပေးတဲ့ digital အချက်လက်တွေကိုရော့ဘလုံနီနဲ့အပီးတန်အစားဖြောက်နိုင်မှာလဲဆိုတော့မြေကုတ်မှာပဲ အဲ့ဒါဒီကတော့ဘလို့မှဖြည့်စီလို့မရတဲ့တတ္တီဒီပေါ့ဟုတ်ပါတယ်ရှင်ဒါဒီဟာနောက်တစ်ချိန်မှတရားမျှတမှုတို့ပြန်လဲပေါ်ပေါက်လာနိုင်တဲ့အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်နေတော့မှာပဲ